တနင်္ဂနွေသားသမီးများအတွက်2025ခုနှစ်ဧပြီလနဲ့16ရက်နေ့မှ4ရက်နေ့အထိတပတ်စာဟော့စတန်ဒီရက်တွေအတွင်းမှာစိတ်တွေတအားလေနေမြည်ဝေခွဲရခက် ဆုံးဖြတ်ရခက်ဆုံးဖြတ်ရခက်ရှေတိုးရခက်တွေဖြစ်နေမြည်အထက်လူကြီးအကြီးကဲများနဲ့အစင်မပြေဖြစ်နေမြည်လက်ရှိအလုပ်မှာစိတ်မပါဘဲဖြစ်နေတတ်သည်ကိုမလုံချင်သောအလုပ်ကိုလုပ်နေရတတ်သည် မတော်ခြင်းသောခီးသွားရတတ်သည်လူရင်းလူယုံအနီးကပ်အတွင်လူဒုက္ခပေးတတ်သည်အိုးအိမ်အဆောက်အဦပြောင်းရွှေ့ရတတ်သည်ချစ်နိုင်ရင်မပြောင်းရွှေ့ပါနဲ့အခက်ခဲဖြစ်တတ်သည်ငွေရေးကြေးရေးမှာငွေကြေးကံညံ့နေမည်အဝင်နှဲပြီးအထွက်ကျန်းနေတတ်သည်ဖျားပုံတော်ဘိုးတော်ပုံတော်ဘာသာရေးနဲ့ပတ်သက်သောပုံတော်တွေအိမ်ကိုကြွလာရင်စီးပွားတတ်မည်ထီထိုးပါ ထီ80ပေါက်ကင်းရှိသည်အကျိုးပေးသောအရာအနက်ရောင်ရွှေဝါရောင်အကျိုးပေးသောကနန်းငါးခွနက်အချစ်ရည်စိတ်ညစ်စိတ်ရှုပ်เสียများနှင့်ကြုံနေမည်အိမ်တော်ရေးနှစ်ဖက်မိဘများ၏အကူအညီထောက်ပံ့ရမည်ကျမ်းမာရေးသွားတွေးဒုက္ခပေးတတ်သည်ရရာထောပတ်ပါသောအစားအစာမိမိအိမ်ဖျားမှာကတ်လူပါ တနင်္လာသားသမီးများအတွက်2025ခုနှစ်ဧပြီလ28ရက်နေ့မှ4ရက်နေ့အထိတပတ်စာ hostel ဆရာသမားအကြီးအကဲများနှင့် ပတ်သက်၍အလုပ်ကံခွင့်လန်းကောင်းများပေါ်လာမည်။ဘာသာရေးနှင့်ပတ်သက်ပြီးအလူအတန်းပြုလုပ်ရတတ်သည်။လက်ရှိအလုပ်မှာယာရုတိုလာစာတိုးမီ။အိုတစ်အိမ်တစ်နေရာတစ်ပြောင်းရွှေ့ရတတ်သည်။ငွေကြေးနှင့်ပတ်သက်ပြီးစိတ်ရှုပ်စိတ်ညစ်ရတတ်သည်။ ဆက်တူလုပ်ငန်းရှယ်ယာလုပ်ငန်းများပေါ်လာတတ်သည်အဖိုးတန်ယန္နာပစ္စည်းရွှေတဲ့ပစ္စည်းများဝင်လာတတ်သည်ဒီရက်တွေအတွင်းမှာသူများပြည်တနာကိုပြည်တနာဖြစ်တတ်သည်အထူးသတိထားပါလုပ်ငန်းအသစ်တွေကတော့တိုးချဲ့ရတတ်သည်နိုင်ငံရဲ့ခြားလူမျိုးခြားဘာသာခြားနဲ့ပတ်သက်ပြီးအဆက်အသွယ်အထောက်ပံ့ကောင်းတွေလည်းရတတ်သည်အကျိုးပေးသောအရာအနီရောင်အပြာရောင်အကျိုးပေးသောကနန်း၁၆ အချစ်ရေးစိတ်ချမ်းသာစရာသတင်းကောင်းတွေကြားရမည်။အိမ်ဆောင်ရေးအိမ်ဆောင်ဘက်နှင့်ပတ်သက်၍စိတ်ညစ်ရတတ်သည်။ကျန်းမာရေးခါခြေရောက်ဒုက္ခပေးတတ်သည်။ရရအုံးသီးပါသောအစားအစာမိမိအိမ်ဖျားမှကတ်လူပါ။အိမ်သာသားသမီးများအတွက်2025ခုနှစ်ဧပြီလ28ရက်နေ့မှ4ရက်နေ့အထိတပတ်စာဟော့စတန်ဒီရက်တွေအတွင်းမှာကံလွန့်အလွန်ကိုကောင်းနေသည်။ အထူးသဖြင့်ဘာသာရေးကုသိုလ်ကောင်းမှုတွေအဋိဌံတွေဖိဖိစီစီလုပ်လေလေကံတရားကပိုပြီးပွင့်လင်းလာလေလေဖြစ်ပါလိမ့်မည်။စူးစမ်းရင်စူးစမ်းသလောက်အောင်မြင်မှုရလဒ်တွေအကျိုးထူးတွေခံစားရရှိပါလိမ့်မည်။လုပ်ငန်းအသစ်အစီအစဉ်တွေပေါ်လာတတ်သည်။လုပ်ငန်းအသစ်တိုးချဲ့ရခြင်းအလုပ်ကောင်းခြင်းအလုပ်၌ပျော်ရွှင်နေရခြင်းများကြုံရမည်။ဘာသာရေးနဲ့ပတ်သက်ပြီးအလူတန်းကိစ္စတွေမှာအခက်အခဲဖြစ်ပြီးမှ အောင်မြင်မည်။ ဆရာကောင်းမိတ်ဆွေကောင်းအထက်လူကြီးအကြီးအကဲများစီမှ အကူအညီထောက်ပံ့ကောင်းများရတတ်သည်ငွေဝင်ကောင်းခြင်းငွေအတွက်စိတ်ချမ်းသာခြင်းများကြုံရတတ်သည် အကျိုးပေးသောအရာအဖြူရောင်အစိမ်းရောင်အကျိုးပေးသောကနန်းနှစ်လေးအချစ်ရေးကောင်းသော အပြောင်းလဲများနှင့်ကြုံရမည်အိမ်ဆောင်ရေးကြီးကဲသူများရဲ့အကူအညီထောက်ပံ့ကောင်းများရရှိမည်ကျမ်းမာရေးလက်ရင်ဘက်ဒုက္ခပေးတတ်သည် ရရာခောက်ဆွဲကြော်မိမိအိမ်ဖျားမှာကတ်လူပါဗုဒ္ဓဟူသားသမီးများအတွက်2025ခုနှစ်ဧပြီလ28ရက်နေ့မှ4ရက်နေ့အထိတပတ်စာဟော့စတန်ဒီရက်တွေအတွင်းမှာငွေတအားရွှင်နေမြီဝမ်းသာစရာသတင်းကောင်းဧည့်သည်ကောင်းတွေရောက်လာမြီအလှမင်္ဂလာကိစ္စတွေပေါ်လာမြီအလုံးမှာလစာတိုးယာရုတိုးတက်သည်အလုံးနဲ့ပတ်သက်ပြီးစိတ်ချမ်းသာစရာများနဲ့သာကြုံရမည် အဖိုးတန်ဆက်ပစ္စည်းဇိမ်ခံပစ္စည်းအစ်စ်တွေဝင်လာတတ်သည်ညီကိုမောင်နှမဆွေမျိုးသားချင်းအတွက်ပူပင်သောကကြုံရတတ်သည်အဖိုးတန်သောယန္တနာပစ္စည်းရွှေတွေပစ္စည်းများထွက်ပြက်လဲရတတ်သည်ခရီးဝေးသွားရတတ်သည်ကောင်းသောခရီးဖြစ်မည်ဒီရက်တွေအတွင်းမှာစိတ်တွေမွန်းကျက်နေတတ်သည်စိတ်တို့လွယ်ပြဿနာဖြစ်လွယ်တဲ့အချိန်ဖြစ်နေတတ်သည်အစုအဖွဲ့ ဆက်တူရှယ်ယာများလုတ်ကင်ခြင်းထက်ကိုယ်တိုင်လုတ်ကင်ခြင်းကပို၍အကျိုးပေးတောင်းမြင်ပါလိမ့်မည်။အကျိုးပေးသောအရာလိမ်မော်ရာအဖြူရာအကျိုးပေးသောကနန်တရှစ်အချစ်ရေးအစဉ်ပြေအိုကေနေပါလိမ့်မည်။အိမ်တော်ရေးကြီးကဲသူများကိုအကြောင်းပြုပြီးအစဉ်မပြေဖြစ်တတ်သည်။ကျမ်းမာရေးဝမ်းပိုက်ပိုင်းဒုက္ခပေးတတ်သည်။ကျရာလက်ဖက်ရည်မိမိအိမ်ဖျားမှာကတ်လူပါ။ဇာတာဝေတာသမီးများအတွက် 2025ခုနှစ်ဧပြီလနဲ့18ရက်နေ့မှ4ရက်နေ့အထိတပတ်စာဟော့စတန်ဒီရက်တွေအတွင်းလက်ရှိအလုပ်မှာလစာတိုးယာရုတိုးတက်သည်ကိုပိုင်လုပ်ငန်းဆိုလျင်လုပ်ငန်းတက်စီးပွားတက်တိုးချဲ့ရတက်သည်အိုးအိမ်အဆောက်အဦနေရာထိုင်ခင်းဝင်ခင်းရှိသည်အလူတန်းနှစ်ကြိမ်နှစ်ခါပြုလုပ်ရတက်သည်လျှက်စစ်ပစ္စည်းစက်ပစ္စည်းအစ်စ်ဝင်တက်သည်အဖိုးတန်ပစ္စည်းတွေလည်းအစ်စ်ဝင်တက်သည် ဖုံးပြတ်တက်ပျောက်တက်သည်စက်တူလုပ်ငန်းရှယ်ယာလုပ်ငန်းတွေလုပ်ရတတ်သည်လုံလင်အောင်မြင်မီညီအကိုမောင်နှမတွေစီမှအကိုအညီထောက်ပံ့ရတတ်သည်ငွေကြေးကတော့အဝင်နေပြီးအထွက်ကျန်းနေမီငွေကြေးအတွက်စိတ်ရှုပ်ရမီစိတ်နဲ့ကိုယ်နဲ့မကပ်ပဲတအိမ်လုံးနဲ့တယောက်ဖြစ်နေတတ်သည်အကျိုးပေးသောအယောင်အစိမ်းယောင်အဖြူယောင်အကျိုးပေးသောကနန်းတစ်ကိုအချစ်ရဲ့ ချစ်သူကိုစိတ်မချစရာအကြောင်းတွေ ဖြစ်ပေါ်နေတတ်သည်။အိမ်ောင်ရေးအထင်မြင်လွဲမှားမှုများနှင့်ကြုံတွေ့ရတတ်သည်။ကျန်းမာရေးလည်းပင်ပါဇက်ဒုက္ခပေးတတ်သည်။ရရာကြောက်ကြောမိမိအိမ်ဖျားမှာကတ်လူပါ။တောင်းကြသားသမီးများအတွက်2025ခုနှစ်ဧပြီလနှစ်16ရက်နေ့မှ4ရက်နေ့အထိတပတ်စာဟော့စတန်ဒီရက်တွေအတွင်းထင်ငေါ်ကြန့်ကြာနေတဲ့ကိစ္စတွေအဆင်ပြေသွားပြီ။ အလုံးလျှောက်ထားသောကိစ္စ၊လျှောက်လွာကိစ္စ၊စည်ရင်စရာကိစ္စများအောင်မြင်မည်။မိတ်ဆွေကောင်း၊ဆရာကောင်းနှစ်ဦးနှစ်ယောက်စီမှအကူအညီထောက်ပံ့ကောင်းများရရှိမည်။ညီဝင်မည်။အငွေရတတ်သည်။အမွေရသလိုငွေကြေးအစုလိုက်ပြုံလိုက်ဝင်ပြီ။ဘာသာရေးနှင့်ပတ်သက်သောကိစ္စ၊အဋိဌံကိစ္စများအောင်မြင်ပြီ။နေရာအစ်ပဝင်းကျင်အစ်မှာဆက်တူလုပ်ငန်း၊ရှယ်ယာလုပ်ငန်းတွေလုပ်ရတတ်သည်။ လုံလင်အောင်မြင်ပြီဝန်နှန်းဆိုလင် အလုံးမှာအဆင်မပြေအလွဲချော်တွေများနေတတ်ပါသည်အတို့အထောင်6တွန်း6ချခံရတတ်သည်လက်ရှိအလုံးမှာထွက်ခြင်းစိတ်ပြောင်းခြင်းစိတ်ပေါ်လာတတ်သည်အလုံးမှာမထွက်ပါနဲ့မကောင်းပါအကျိုးပေးသောအရာအပြာရောင်အဝါရောင်အကျိုးပေးသောကနန်းတစ်ငါအချစ်ရေးတူနှစ်ကိုရှင်တွဲပြီးပျော်မပြုံးမော်မဆုံးဖြစ်နေလိမ့်မည် အိမ်ထောင်ရေးအိမ်တွင်းရေးကိုစိတ်မဝင်စားဘဲဖြစ်နေမည်။ကျမ်းမာရေးအာယုံကြောအကြောဒုက္ခပေးတတ်သည်။ရေရာတက်သည်6လုံးမိမိအိမ်ဖျားမှာကတ်လူပါ။စနေသားသမီးများအတွက်2025ခုနှစ်ဧပြီလ28ရက်နေ့မှ4ရက်နေ့အထိတပတ်စာဟော့စတန်အိုးအိမ်အဆောက်အဦပြုပြင်ပြင်ဆင်ရတတ်သည်။အိုးတက်အိမ်တက်နေရာတက်ပြောင်းရွှေ့ရတတ်သည်။ ဝန်နှန်းဖြစ်ပါကယာရုတိုလာစာတိုးတက်သည်ဌာနသည့်နေရာသည့်ပြောင်းရွှေ့ရတတ်သည်အထက်လူကြီးအကြီးအကဲများထံမှအကူအညီရမည်အလုံမှာနမေကုံတည်င်းကြော်ကြားမည်အိမ်တော်သည်များအနေနှင့်နှစ်ဖက်ဆွေမျိုးများထံမှအကူအညီထောက်ပံ့ရတတ်သည်ကိုကိုအကျိုးပေးအကျိုးပြုမိဆွေမျိုးမိတ်ဆွေများရောက်လာတတ်သည်ရွှေထဲရတနာအဖိုးရန်ပစ္စည်းများဝင်လာတတ်သည် လျှက်စစ်ပစ္စည်းများထွက်ပြက်ပြုပြင်ပြင်ဆင်ရတတ်သည်အဲ့ဓာရီဖြစ်ပြီးရင်တော့အစ်စ်တွေဝင်လာပါလိမ့်မည်တငယ်ချင်းမိဆွေကိုအကြောင်းပြုပြီးကြားညက်ခေါင်းခံဖြည့်ရှင်းပေးရတာမျိုးလဲကြုံရတတ်သည်အကျိုးပေးသောအယောင်အညိုယောင်အစိမ်းယောင်အကျိုးပေးသောကနန်းလေး6အချစ်ရေးချစ်သူစီမှជីနူးဝမ်းမြောက်ဖွယ်လက်ဆောင်ပစ္စည်းများရရှိမည်အိမ်တော်ရေးအိမ်တော်ဘက်အတွက်စိတ်ချမ်းမြေ့ဖွယ်ရာများနှင့်ကြုံရမည် ကျမ်းမာရေးဝမ်းပိုက်ပိုင်းဒုက္ခပေးတတ်သည်ရရာတက်သည်6စိတ်မိမိအိမ်ဖျားမှာကတ်လူပါ